အလဇနာအာနိုဟာရီယက်ကစားသမားအဖြစ်မိတ်ဆက်တဲ့ပွဲမှာ စပိန်လူမျိုးကျွမ်းကျင်ချင်းချင်းပြောသွားခဲ့မိတ်ဆက်သွားခဲ့ပြီးတော့စပိန်မီဒီယာတွေကတော့ဒီအချက်ကိုသဘောကျနေကြတယ်။အလဇနာအာနိုအနေနဲ့စပိန်လူပြောရတဲ့အတိတ်ဘယ်ကလည်းရှိနေပြီးတော့စပိန်မီဒီယာတွေနဲ့စပိန်ဘောလုံးလောကဟာစပိန်ဘောလုံးပြည်သက်ဟာစပိန်ဘာသာစကားမကျွမ်းကျင်တဲ့စပိန်ဘာသာစကားကိုအလေးနက်မထားတဲ့ကစားသမားတွေကို ပြင်းပြင်းထန်ထန်ဆက်ဆံလေးရှိပါတယ်ဒါကြောင့်မလို့လက်စနာအာနိုဘာကြောင့်စပိန်လိုပြောရပြီးတော့ဒါဟာဘာကြောင့်အရေးကြီးတယ်လဲစပိန်ဘောလုံးလောကဟာစပိန်ဘာသာစကားကိုဘလို့တန်ဖိုးထားပြီးတော့ဘလို့မျိုးနေရာပေးထားတယ်လဲဆိုတဲ့ခံစားနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစီတူအိုဖီနီယိုကနေကြိုဆိုလိုက်ပါတယ်အလက်ဇန္ဒားအာနိုရဲ့ကစားသမားမိတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ဒါအုံအုံကြွကြွလည်းဖြစ်ခဲ့တယ်ဗောနော်အာနိုအနေနဲ့ကတော့ဒါစပိန်လိုမျိုးဒါဆန်နန်ရှီတွေနဲ့အတူပြည်ပစ္စာပြောသွားခဲ့တာကိုတွေ့ရတယ်ဒီအကြောင်းကိုလည်းဒါဆိုရှယ်မီဒီယာထပ်မှာရော printed media ထပ်မှာရောပြီးတော့ဒီ respect ချင်း respected media တွေထပ်မှာရောဒါဒီအကြောင်းအရာဖော်ပြနေကြတယ်ဗောနော်အဲ့တော့ context တွေကတော့အမျိုးမျိုးရှိတယ်အော်ဒီအထဲမှာမှာဒီအာနိုရဲ့ ဒီတင်သွားတင်ပြသွားတဲ့စကားပြောပုံပေါ့နော်အဲ့တော့ဒီပြောပုံကိုချီကျူးကြတယ်အထူးသဖြင့်ဒါကျွန်တော်ကိုရိုင်းလဲဒါစပိန်လိုနားမလည်ဘူးဒါသူများရေးတယ်ပေါ့နော်တကယ် journalist တွေရေးတဲ့ဟာကိုပြန်ဖတ်ရတဲ့အခါမှာတော့ဒီဟာကိုသုံးသပ်နိုင်တယ်ပေါ့နော်အဲ့တော့တကယ် Guardian သတင်းစာရဲ့တကယ် columnist လည်းဖြစ်တယ်ပြီးတော့ဒီ Spain နဲ့ပတ်သက်လာ Spain Spanish history နဲ့ဒေါက်တာပွဲယူထားတဲ့နာမည်ကျော် journalist လည်းဖြစ်တယ်စစ်လိုကြီးရတော့ အဒီအာနိုရဲ့ဒီစပိန်စွမ်းဆောင်ရေပေါ့စပိန်စကားပြောစွမ်းရေကိုဒါအထူးချီးကျူးထားတယ်ချီးကျူးခဲ့တယ်အဲ့တော့ဒီတော်တော်လေးကောင်းမွန်တယ်ပေါ့နော်အဲ့တော့ဒါဟာဘာဖြစ်လို့အရေးကြီးလဲဆိုတော့အဲ့တော့ real ကစားသမားတွေဟာဒီစပိန်လိုမျိုးဒါမိတ်ဆက်ကလည်းအနည်းဆုံးတော့အာလာမက်ဒရစ်ဆိုတဲ့စကားမျိုးနဲ့အတူဒါမိတ်ဆက်ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ ကာရာဘေးဟာဟာလာမက်ဒရစ်ပေါ့နော်ကျွန်တော်တို့ဗမာလိုမျိုးပြောမယ်ဆိုရင်ဟာလာမက်ဒရစ်ပေါ့နော်စပန်နစ်အသံနဲ့ပြောမယ်ဆိုရင် H ကအသံက accent ကိုဖျောက်ကြတယ်ပေါ့နော်အဲ့တော့ဟာလာမက်ဒရစ်ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်လည်းအတိအကျလုံးမသိဘူးဒါပေမဲ့နားထောင်ရတဲ့ပုံစံမှာတော့အဲ့ဒီပုံစံမျိုးကိုဒါတွေ့နိုင်တယ်ပေါ့နော်အဲ့လိုတွေ့နိုင်တဲ့အခါမှာကာရာဘေးဟာအဲ့ဒီတော့ကအပြင်းထန်ဝေဖန်ခံခဲ့ရတယ်ပြီးတော့ပိုဆိုးတာကာရာဘေးဟာနောက်နှစ်တည်းများများကြာလာတဲ့အခါမှာလည်းကောင်းကောင်းမပြောတတ်ဘူး အလွန်ဆိုးရွားစွာမှာပြောတယ်ဘုန်းတော်ခါရဲဘေးစပန်နစ်ကေရတော့တော်တော်လေးကိုညံ့နေတယ်မှာပါတယ်အဲ့တော့အငဲတန်းဒီယာနဲ့ပတ်သက်ပြီးတော့ကြီးမားစွာတိုက်ခိုက်ခြင်းခံရတယ်ကြီးမားစွာဝေဖန်ခြင်းကိုခံရတယ်အငဲတန်းတဲ့ဒင်းကောင်းစဉ်တက်ခံရတယ်ဘုန်းတော်အဲ့တော့ဒီလိုမျိုးမှတ်တမ်းလေးရှိတယ်ဒါကြောင့်မလို့အာနိုဟာသူ့အနေနဲ့ဒီသူ့ရဲ့မိဆက်ပွဲမှာစပိန်စွမ်းရည်ကိုပြသွားခဲ့တာဖြစ်တယ်အဲ့တော့သူအထူးပြင်ဆင်လာခဲ့တယ်လို့လည်းကျွန်တော်သတ်မှတ်လို့ရတယ်အဲ့တော့ဘာဖြစ်လို့အထူးပြင်ဆင်လာခဲ့တယ်လဲသူ့ကိုတော့သင်တာဘယ်လောက်ရှိပြီလဲဆိုတော့သူ a few months လို့ ဖြည့်တယ်ပေါ့နော် a few months လို့ဖြည့်တာဖြစ်တဲ့အတော့ဒါ6လလောက်သူလိလထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ဒီ6လဆိုတဲ့တပ်တန်းရောက်တဲ့အချိန်မှာ Real Madrid အနေနဲ့ဒီအာနိုးကိုတရားဝင်ချိတ်ဆက်နေနိုင်တာဖြစ်တဲ့အတော့အာနိုးဟာလည်း Real ကိုပြောင်းဖို့အတွက်သူစိတ်ကူးထားပြီးဖြစ်နေနေပြီးသားဖြစ်မယ်။ဖြစ်တဲ့အခါမှာလည်းသူတည်ယူ ထားပြီးသားဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါလီဗာပူးဖန်တွေနေနဲ့တခြားသောခန်းစားချက်တွေရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီလီဗာပူးဖန်တွေရဲ့ခန်းစားချက်ကိုဒါတင်ပြဖို့လည်းမဟုတ်ဘူးကျွန်တော်အနေနဲ့ကတော့ဒီဘာသာစကားကိုဘာဖြစ်လို့အာနိုကဒီလိုမျိုးထုတ်ပြီးတော့သုံးရတာလဲဆိုတာပေါ့နော်အဲ့တော့စပိန်မှာဒီအချက်ကအင်မတန်အရေးကြီးတယ်အဲ့တော့ဘာသာစကားနဲ့ပတ်သက်လာအင်မတန်ကြွမ်းကျင်တယ်ဘာသာစကား၅မျိုးအထိတက်တဲ့မတ်တီယိုကိုဗာချစ်အခုဒါမန်ချက်စတာစီးတီးရောက်နေတယ်ပေါ့နော်အဲ့ကိုဗာချစ်ကခရိုအေးရှားလိုတက်တယ်အီတလီလိုတက်တယ်ဂျာမန်လိုတက်တယ်စပိန်လိုတက်တယ်အင်္ဂလိပ်လိုတက်တယ်အဲ့ဒါကအခု English မရောက်ခင် Real Madrid မရောက်ခင်เนี่ยသူတတ်တာဗောနော်တော်တော်လေးကိုဘာသာစကားကောင်းတဲ့ player ဖြစ်တယ်အဲ့တော့ तू ဟာသူ့ရဲ့မိတ်ဆက်ပွဲမှာမိတ်ဆက်ခဲ့တယ်ဗောနော် तू အနေနဲ့ဒါအားလုံးကိုထုံးစံတိုင်းမိတ်ဆက်နေကြစားကောင်းမိတ်ဆက်တာဒါပေမဲ့ तू မိတ်ဆက်တဲ့အတန်က Catalan accent ဖြစ်သွားတယ် Catalan accent ဖြစ်သွားတဲ့အတွက်အကြီးကျယ်ဝေဖန်ခံရပြီးတော့ Real Madrid ပြည်သက်တွေကသူ့အမျက်ရှာကြတယ်ပြီးတော့ journalist တွေနဲ့ media တွေကဝိုင်းဝေဖန်ကြတယ်ဗောနော်အဲ့တော့ဒီဖြစ်ရရှိတယ်အဲ့တော့ဒီနေရာမှာထပ်ပြီးတော့ထင်ရှားတဲ့ဖြစ်ရထပ်ဖြစ်သေးတယ်အဲ့ဒါက El Clasico မှာတော့ ဒါဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တွေ့တယ်အဲ့ဒီအချိန်မှာဂျော်ဒီအယ်ဘာကဒါဖျက်ထုတ်ပြီးတော့အဲ့ဒီအချိန်မှာဒီစပိန်ရှ်ကိုမသင်စမ်းกว่าဆိုပြီးတော့လမ်းပြောလိုက်တာဗီဒီယိုရက်ကော့ဖမ်းမိတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကတော့ဒီစပိန်ကစားသမားတွေကိုယ်တိုင်မှာလဲအဲ့ဒီစပိန်ရှ် language နဲ့ပတ်သက်တဲ့ pride ဂုဏ်ယူမှုနဲ့သူတို့ရဲ့ခံယူချက်တွေရှိတယ်အဲ့တော့ ဒါကြောင့်မလို့အလက်ဇန္ဒားအာနိုရဲ့အခုလိုမျိုးပြည်ပစ်စွာပြောသွားခြင်းကအင်မတန်ရေးပါတယ်အင်မတန်ရေးပါပြီးတော့ဒါကိုလည်းဒါကြောင့်မလို့သူထုတ်သွင်းသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အရှိမဒီစပိန်ဘာသာစကားမကျွမ်းကျင်တဲ့ပတ်သက်တဲ့တာလာကတွေအများကြီးရှိတယ်ပြီးတော့တစ်ချိန်ထဲမှာအလက်ဇန္ဒားအာနိုဟာလောက်ရမယ့်အလုပ်ကိုဒါတက်တက်ချာချာပြုတ်လုတဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ကြောင်းအမြင်နဲ့ပြောမယ်ဆိုစာကြိုးစားတဲ့အစည်းအဝေးရှိတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့သူ့မိသားစုကဒါညီကိုတွေရှိတယ်အကုန်လုံးဘောလုံးကန်ကြတယ်ဒါပေမဲ့သူ့ရဲ့အကိုတွေသူ့ရဲ့ဒီတခြားဒီ siblings တွေက သူ့လောက်မထူးချွန်ဘောနော်မထူးချွန်တဲ့အခါမှာဒီအလက်ဇန္ဒားအာနိုကိုအထွန်းပေါ့ဆောင်ဖြစ်အောင်ဖို့အတွက်မိသားစုကဒါ function လေးလုပ်ထားတယ်ဟန်ချက်လေးထိန်းထားတယ်အဲ့တော့အလက်ဇန္ဒားအာနိုကဘောလုံးကန်မှုအတွက်ထူးချွန်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာသူ့ဟာအကြောင်းကိုဘယ်တော့မှမပြတ်ကောင်သူက IGCSC ပြီးတဲ့ထိတက်ခဲ့ပြီးအောင်လဲအောင်ခဲ့တယ်ဘောနော်အဲ့တော့အလက်ဇန္ဒားအာနိုကဒီအကြောင်းကိုပြောပြရမှာတော့ဒီသူ့ရဲ့မိသားစုကဘောလုံးမကန်နိုင်ခဲ့ဘောလုံးနဲ့မထူးချွန်ခဲ့ရင်တော့ဒီဘက်လမ်းကိုရှောက်ဖို့အတွက်ပြင်ဆင်ထားခဲ့ခြင်းလို့ပြောတယ်အဲ့တော့ အန်ဂျီစီအစီနဲ့ပတ်သက်လာရင်အကြောင်းနဲ့ပတ်သက်လာရင်လည်းသူ့ရဲ့အကြောင်းအဆရာတွေပြောကြကြအလက်ဇန္ဒားအာနိုကဘောလုံးကိုလွှဲချပြီးတော့အကြောင်းစာကိုလွှတ်ပစ်တဲ့ပုံစံမျိုးအကြောင်းစာကိုမိမိအောင်လုပ်တဲ့ပုံမျိုးမဟုတ်ပဲနဲ့အများတန်းဒါအလေးစားရှိတယ်အယုံစိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မှာရှိတယ်ပေါ့နော်အဲ့တော့ဒီလိုပဲသူ Spanish သင်ရင်လည်းသူဒီလိုပဲသင်မယ်လို့ကျွန်တော်ကတော့ဒါသူ့ရဲ့ personality အရာယူဆတယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာသူ Spanish language skills ကိုထုတ်သုံးခဲ့တယ်အဲ့တော့ဒီနေရာမှာထပ်ပြီးတော့ပေါ့နော်တမိုင်းမတန်နေအများကြီးရှိတယ် Caribbean ဆိုရင်ဒါသူ့ရဲ့ ဒီခုနဟာလာမက်ဒရစ်ဆိုတဲ့ဒီနှုတ်ဆက်မှုကိုဒါအကြီးကျယ်ဝေဖန်တက်ခိုက်ခံတစ်ချိန်လိုမျိုးပြောခံနေရပြီးတော့ဂျာနယ်တွေမှာပါလာပြီးတော့သူ့ရဲ့ဒီစပိန်ဘာသာစကားကိုမသိယူခြင်းပေါ့နော်မသိယူခြင်းမတိုးတက်ခြင်းကိုဂျာနယ်တွေကအမြဲတမ်းဝေဖန်တိုက်ခိုက်တယ်ဒီစပိန်ဘာသာစကားကိုမလေးစားတဲ့အနေနဲ့သူတို့ယူဆတယ်ပေါ့နော်ဒီဘက်မှာကတော့ဘေးကလည်းကိုယ်တိုင်ကလည်းဒါ British culture ကိုသူ့အနေနဲ့ အဲအကြီးကြီးမားမားဆွဲလဲနေပေါ့နော် golf ရိုက်တာကအစ golf ကိုပဲသူဆွဲလဲနေဒါကြောင့်မလို့ဒီ Caribbean golf ပဲရိုက်နေရ Spanish မသိဘူးဆိုတော့ဒီပုံစံမျိုးတွေကအစကျွန်တော်တို့မီဒီယာတွေထပ်မှာအများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့စပိန်ရဲ့သူတို့လက်ခံတဲ့ပုံပေါ့နော်ဒါကတော့သူတို့လက်ခံခြင်းသူတို့နိုင်ငံနဲ့သူတို့လက်ခံခြင်းသူတို့မီဒီယာနဲ့သူတို့လက်ခံခြင်းကျွန်တော်တို့အနေနဲ့ထူထူထူပြောရတာခက်ခဲရှိတယ်သူတို့မှလည်းသူတို့ရဲ့ pride သူတို့ရဲ့ဒီခုံပုတ်အနေနဲ့သူတို့ကသွားနေတာ ဘောလုံးကတော့ global ဘာသာစကားဖြစ်တယ်အဲ့တော့အဲ့ဒီအမြင်ရကြည့်မယ်ဆိုတော့စပိန်နေနေတစိမ့်လွန်နေပေါ့နော်အဲ့တော့တကယ်တော့တစိမ့်လွန်တာမဟုတ်နှစ်စိမ့်သုံးစိမ့်လွန်တာကြီးလဲကျွန်တော်တို့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒါ Dusko Tosic ဆိုတဲ့စာပြီးရကစားသမားတစ်ယောက်ရှိတယ်အဲ့တော့ Dusko Tosic ဟာ Real Betis အသင်းမှာအငှားလာကစားတယ်အဲ့ချိန်တော့ငါဒါသူ့ရဲ့အဓိကကစားသမားတွေမပါနေတဲ့အချိန်ဖြစ်နေပြီ Tosic ဆိုတာကလည်းဒါအတိုင်းအတာတစ်ခုဒီနာမည်သိကြတယ် Postmark အသင်းမှာလည်းကစားဘူးလေပေါ့နော်အဲ့တော့သူဟာပြင်သစ်မှာကစားဘူးလေ Germany မှာကစားဘူးလေ Premier League မှာကစားဘူးလေ အဲ့တော့ဒီလိုမျိုး player ပေါ့နော်အဲ့တော့ तू อ่ะ Spain ရောက်လာတယ် Spain လိုမတက်ဘူးမတက်တော့ဘာဖြစ်လဲဆိုတော့တသိန်းလောက်တန်ရာရနေရခန်းစစ်မှာ तू อ่ะဒါဟို तू อ่ะ ਨੇ तू ဘတ်တစ်အရေးသွင်းနေကြည့်မယ်ဆိုရင်ဒါတန်းပြီရဲ့ကစားသမားပြားဒါပေမဲ့ तू ဘယ်တော့မှထက်မကန်ဘူးနီးပြပေါ်တင်မဲ့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့ Spain လိုမတက်လို့ Spain လိုမတက်တဲ့အတွက် Spain လိုညွန်ကြားတဲ့ဟာကို तू နားမလဲနားမလဲတဲ့အတွက်ဒီ tactical instruction တွေနားမလဲလို့ယူဆတယ်မယူဆတဲ့အတွက်မတော်ဘူးအဲ့တော့ဒီအကြောင်းကိုတိုးစစ်ကရှင်းပြခဲ့တယ်ပြီးတော့ဒီလိုဖြစ်ရမျိုးဟာ ပြင်သစ်ဂျာမနီအင်္ဂလန်မှာပယ်တော့မှကြုံတွေ့ရမယ့်အရာမဟုတ်ဘူးလို့သူကပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒါစပိန်တွေရဲ့ဒီသူတို့ရဲ့ဘာသာစကားပေါ့အာယုံထားမှုဖြစ်တယ်ဒါကြောင့်မလို့ဒီစပိန်မှာကစားမဲ့ပြည်ပကစားသမားတွေကဒီအချက်ကိုအင်မတန်အင်မတန်ကယူဆိုင်ကြတယ်ပေါ့နော်အဲ့တော့ပြောမဆိုရင်ဒေးဗစ်ဘက်ခန်ကလည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရပြီဒေးဗစ်ဘက်ခန်ဟာဒီစပိန်မှာ၄နှစ်နေခဲ့တယ်ဒါပေမဲ့သူ့ရဲ့ farewell video မှာသူ့အနေနဲ့စပိန်စကားပြောတာပေါ့နော်ချောမွေ့မှု fluent မဖြစ်နေဘူးတင်းတင်းတင်းတရားတရားဖြစ်နေရလေးရှိတဲ့အခါမှာ စပိန်ပြည်သက်ကပြင်းထန်စွာဝေဖန်ခဲ့တယ်။ဒါဟာဒေးဗစ်ဘက်ခမ်းနော်။ပြီးတော့အဝင်မဟုတ်ဘူးအထွက်အထွက်ဆိုတာဒီလာလီဂါဖလားတွေသူရယူပြီးသွားပြီ။သူ့ရဲ့ဒီ media presence နေနဲ့အတူလွှမ်းမိုးပြီးသွားပြီ။အထွက်အချိန်မှာတော့ကြီးမားတဲ့ဝေဖန်မှုကိုအခံခဲ့ရတယ်။ပြီးတော့ဒီအဝင်မှာဒုက္ခရောက်တဲ့ကစားသမားတွေလည်းအများကြီးရှိတယ်။အထူးသဖြင့် Tony Cruz Tony Cruz ကဒါပြီးဆုံးသွားတဲ့ဒီ career မှာတော့သူ့ကို impotent ချီးကျူးကြတယ်။ဒါပေမဲ့ရောက်ခါစား တကယ်တော့ရောက်ခါစားအချိန်မှာတိုနီခရုစာကဘာအဆင့်ပလေးယာဖြစ်နေပြီဒါပေမဲ့တိုနီခရုစာဂျာမန်လိုမတက်တဲ့အတွက်ပြဿနာ sorry စပိန်လိုမတက်တဲ့အတွက်ပြဿနာဒါရှိခဲ့တယ်ဒါဝေဖန်ခံခဲ့ရပြီးတော့အင်ရှာတာအစပြီးတော့ဒီစပန်နစ်ရိုးရာထဲမှာဝင်ဆက်တာအလေပေါ့နော်အစစရရဒုက္ခရောက်ခဲ့တဲ့အကြောင်းကိုနောက်ပိုင်းမှာဒါများစွာပြန်ပြောပြခဲ့တာရှိတယ်ပေါ့နော်ဒါကြောင့်မလို့စပိန်ဘာသာစကားတက်ခြင်းအင်မတန်ရေးပါတယ်တိုနီခရုစင်မဟုတ်ဘူးခီရီယာနဲ့အိုဇေးလည်းအဲ့ပြဿနာတက်ခဲ့တယ်ပိုဆိုးတာကသူတို့နှစ်ယောက်ဟာ အင်္ဂလိပ်လိုမတက်ဘူးတိုနီခရစ်စ်ကတော့တက်တယ်ပေါ့နော်အင်္ဂလိပ်လိုမတက်တဲ့အခါမှာသူတို့ရဲ့နီးပြဖြစ်တဲ့မော်ရီညိုကဒီအင်္ဂလိပ်လိုရောဟိုညွန်ကြားဖို့ရောစပိန်လိုညွန်ကြားဖို့အခက်အခဲရှိတဲ့အခါမှာဒုက္ခရောက်ခဲ့တယ်အဲ့တော့အစောပိုင်းနေမှာပြင်းထန်စွာဝေဖန်ခံခဲ့ရပြီးတော့ခေဒီယာကိုယ်တိုင်ကျွန်တော်ဒီကိုရောက်တာ၃ပတ်ပဲရှိသေးလို့ပါကျွန်တော်မှအခက်အခဲရှိတယ်ပေါ့နော်ဒါတဖြည်းဖြည်းနဲ့သူတင်ယူသွားမယ်ဆိုပြီးတော့သူပြောခဲ့ရတယ်အဲ့တော့ ဒါဟာစပိန်ရဲ့လက်ရှိအခြေအနေဖြစ်တယ်စပိန်မီဒီယာတွေတောင်းဆိုမှုဖြစ်တယ်စပိန်မီဒီယာတွေကစပိန်လိုသူတို့မပြောဘူးဆိုရင်သူတို့ကိုသူတို့နိုင်ငံစော်ကားရဲ့လို့ယူဆကြတယ်စပိန်ပြည်သက်ကလည်းအတူတူပဲအဲ့တော့ Mason Greenwood Spanish ဒီအနာခဏအလာကစားတဲ့ဂီတာဖေးကာလာမှာစပိန်သင်တန်းစာတွေသင်တယ်ဆိုတော့သူတို့ကအချီးကျူးခံရတယ်အဲ့တော့အ ਨੇ ဆုံးတော့မတက်ဘူးဆိုရင်တော့ဒီကြိုးကြိုးစားစားသင်ယူနေခြင်းတဖြည်းဖြည်းနဲ့တိုးတက်လာခြင်းကိုသူတို့ကသဘောကျတယ်ပေါ့နော်ဒါပေမဲ့အခြားသောတစ်ဖက်မှာ Gareth Bale လို့နှစ်ပေါင်းများစွာနေပြီးတော့ဒီ ပထမနှစ်မှာလည်း0ဒုတိယနှစ်မှာလည်း0တတိယနှစ်မှာလည်း0ဆိုရင်တို့ကလုံးဝလက်မခံခြင်းဘောเนาะအဲ့ဒါဒါကတော့သူတို့ရဲ့ဒါ perspective ဖြစ်တယ်အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်လို့လည်းဒါ0တန်းကပြောဘူးလေဘောเนาะ backhand နဲ့တို့ကြားကဒါ queen တွင်းမှာဆိုရင်တော့ဒါအရင်နားလည်မှုကောင်းတယ် automatic နားလည်နေပြီဒါပေမဲ့ queen ပြင်မှာတော့ပြောဆိုဆက်ဆံမှုဟိုအားနေတယ်ဘောเนาะ0တန်းကပြင်သစ်လို့ပြောတယ်စပိန်လို့ပြောတယ် backhand အင်္ဂလိပ်လို့ပြောတယ်အဲ့တော့ဒီနေရာမှာကွာဟမှုတွေရှိတယ်အဲ့တော့ဒါဒီ spain နဲ့ပတ်သက်တဲ့ spain ဒီ latin အစုအဖွဲ့ရ player တွေကတော့အဲ့လိုပဲဥပမာ messi suarez နေမှာနေမှာကဒါဘရာဇီးဖြစ်တဲ့အတွက်ပေါ်တူဂီအခြေပြုပေါ့နော်အဲ့တော့ပေါ်တူဂီနဲ့စပိန်နဲ့အရင်ကွာနေတာတော့မဟုတ်ဘူးဒါပေမဲ့မက်ဆီနဲ့ဆွာရက်ဆိုတာပို့ပြီးတော့နီးစပ်တဲ့သဘောမှရှိတယ်ပြီးတော့စပိန်အုပ်စုတွေဟာအများကြီးစပိန်အုပ်စုတွေဖြစ်လေရှိတယ်ဒါကပရီးမီးယားလိဂ်လွန်နေရာမျိုးမှာတော့ဒါအတူတူပဲပေါ့နော်အဲ့တော့ဒီအင်္ဂလန်လိုမျိုးနိုင်ငံတွေတော့ကွာခြားတယ်အင်္ဂလန်မှာဒါထက်ဗတ်ဆိုရင်အင်းလိလိုဆိုးဆိုးရွားမတက်ဘူးအေဗရာကဒါဘာသာပြန်ပေးရတယ်အဲ့တော့သူတို့ သုံးရအောင်စုပေါ့နော် Travis ရဲ့ Avera ရဲ့ Patterson ရဲ့ပေါ့နော် Patterson ကတော့တက်တယ်ဒါပေမဲ့သူကပြောရမှာရှက်တဲ့အတွက်အမြဲတမ်းဂျင်းထည့်လေးရှိရဆိုပြီး Avera ပြောပြတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာတော့ဒါမတက်ချင်းရပြဿနာဘယ်တော့မှမဖြစ်ခဲ့ဘူးဒီအကြောင်းကိုလည်းတခြားသောကစားသမားပေါင်းများစွာကပြောပြတယ်ဒါပေမဲ့ Spain မှာတော့ဒါဟာပြဿနာဖြစ်တယ်သူတို့ရဲ့ဒါ National Identity နဲ့သက်ဆိုင်တယ်ပေါ့နော် Spain ကိုယ်တိုင်ကဒါ centralized ဖြစ်ဖို့အတွက်သူတို့စပိန်ဘာသာစကားဒီပြောမယ်ဆိုရင်ဒီအခုပြောနေတဲ့ Spanish ဟာသူတို့အနေနဲ့ပြန်ပြီးတော့ခေါ်လာတာ Castel ကက်စတယနိုစ်လို့ခေါ်တယ်ပေါ့နော်ကက်စတယနိုစ်ကက်စတလီနစ်ဒါစပန်နစ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအခြေအနေတွေကိုဥတည်ခြင်းနဲ့ centralized ဖြစ်ခြင်းနဲ့အဲ့တော့တခြားသော Spanish ဘာသာစကားရရှိတယ်ကျွန်တော်ရှေ့မှာပြောခဲ့လို့ Covarche ကကက်တလန်လို့ပြောမိတဲ့အတွက်အမျက်ရှာခြင်းခံအဲ့တော့ကက်တလန်ရှိတယ် Galicia ရှိတယ်ပြီးတော့ Basque ရှိမယ်ပြီးတော့ Aranese ဆိုတဲ့ဟာရှိတယ်ငါးမျိုးရှိတယ်ပေါ့နော်ခုနအခြေခံနဲ့ပေါင်းလိုက်မယ်ဆိုရင်အဲ့တော့ဒီကျန်တဲ့၄ခုကိုတော့တို့ကအလဲမှာလာပေါင်းစုစေခြင်းတာပေါ့နော်အဲ့တော့ Spain ရဲ့ centralized အဲဒီအမြင်ဟာဒီတို့ရဲ့ ရေးစီးကြောင်းထဲမှာသူတို့ရဲ့ကြောရိုးထဲမှာစိတ်ဝင်ပြီးသားဖြစ်တယ်အဲ့တော့ဒီလိုအချက်လေးတွေရှိရဒါကြောင့်မလို့အလက်ဇန္ဒားအာနိုဟာသူ့အနေနဲ့စပိန်ဘာသာစကားကိုပြင်ဆင်တဲ့စပိန်ဘာသာစကားကိုဒါဖွင့်ချပြီးတော့သူ့ရဲ့ဒီအလေးထားမှုကိုပြသခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင် ဒီစပိန်လိုပြောချင်းနောက်ွယ်မှာ နောက်ထပ်အတိတ်ပဲလေးတွေဒါ line ရောက်နေပြီးတော့ဒါဟာအလက်ဇန်ဒါအာနိုရဲ့ Real Madrid ဘဝသစ်စတင်ခြင်းအတွက်အင်မတန်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်အုတ်မြစ်တစ်ခုဖြစ်တယ်ခြေစွမ်းတွေပါတွေကတော့ဒါ Gareth Bale ဆိုရင်ဒါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဘလောက်တောင်ကောင်းနေတယ်လဲဆိုတော့တွေ့ရတယ်ဒါပေမဲ့ကောင်းတာကောင်းတာပဲတန်ဖိုးထားခြင်းမခံရတာတန်ဖိုးထားခြင်းမခံရတာပဲအဲ့တော့ဒီ area တွေကအဲသူတို့ရဲ့ဒေတာရဲ့သူတို့ရဲ့အမြင်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အလက်ဇန်ဒါအာနိုဟာဒီအချက်ကိုသူစတင်ကင်တွင်နိုင်ခဲ့ပြီးတော့သူ့အနေနဲ့ဒီလမ်းကြောင်းကိုဒါ စံစီရှိပညာသားပါပါစတင်ရှောက်လန်းတယ်လို့ကျွန်တော်တို့ကတော့ဒါယူဆလို့ရှားတယ်ဗောနော်ဒါအခုတင်ဆက်ပေးခဲ့ရတော့လက်စနာအာနိုးရဲ့ဒါ press conference နဲ့အတူဒါစပိန်တွေရဲ့စပိန်ဘာသာစကားအပေါ်အာယုံရှိမှုအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီ topic နဲ့ပတ်သက်လို့ဆွေးနွေးကြတာရှင်ရင်ကွန်မန့်မှာအမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ကြပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ